ခင်ဗျားတို့စောက်တရားဥပဒေကျုပ်ကအဲ့လိုပြောရင်ပြောခံရအောင်မင်းဘာစောက်တရားဥပဒေလဲဘာဥပဒေမှမရှိတော့ဘူးခုဟာခင်ဗျားတို့ကျွန်တော်ပြောသလိုပဲခင်ဗျားတို့အဲ့ဒီအထဲမှာရင်ယူခါနေတာအာငါတို့ကဥပဒေငါတို့ကဥပဒေတိုင်းလောက်တာမင်္ဂလာပါခင်ဗျာအခုတလောဝတ်တော့ဆိုင်ကတဲ့ကားတွေဖမ်းဆီးနေဆိုတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့အနေနဲ့ရရက်ကပြည်သူတွေရဲ့ဝေဖန်ထောက်ပြထားတဲ့ record လေးတွေကို ရရှင်လောက်ပြည်သားမှာဖြစ်ပါတယ်ဆိုတော့ဗီဒီယိုလေးကိုစလေးအောင်ပါဝတ်တော့ကားတွေဝတ်တော့ဆိုင်ငယ်တွေဖမ်းပြတော့တိုင်းပြည်အတွက်ပါအကျိုးရှိတယ်ဗျပြောကြည့်စမ်းတိုင်းပြည်အတွက်ပါအကျိုးရှိတယ်ငါတို့နည်းနည်းလေးပြောကြည့်စမ်းအများကြီးပဲဗျကြလာတာလားရေကြီးတဲ့ကထွက်လာတာလားဒိတ်စင်းစင်းကိုကြော်ဖြတ်ပြီးမှရောက်လာတာလေငါတို့ဖမ်းခြင်းအကညာနာဝဲစားတွေတောင်းစားတွေဖမ်းပါလားဒါမှမဟုတ်ရင်လိုင်းစင်တစ်ခုလုတ်ပြီးတော့နှစ်စီးသုံးစီးပေါင်းစီးနေတဲ့တရေတွေကိုဖမ်းလေ ဥပဒေဆိုတာကလူချမ်းသာတွေအတွက်အခွင့်အရေးဖြစ်ရင်လူစင်းရဲတွေအတွက်တော့တန်ကြိုးတစ်ခုပဲဗျနော်ချိပါနှမျောစရာဗျာဟာသဆန်တယ်ကျွန်တော်တို့နိုင်ငံကအဲ့ဒီတော့ဗမာထားမယ်မိုးရဲရေထဲမှာလာတိုင်းကြိုးဆက်ပို့မယ်တိုင်းပြည်တော့ဘန်နာဘလောက်ရမယ်ဟုတ်ပြီဒီရဲဟိုဖြုတ်ရောင်ဒီဖြုတ်ရောင်လုပ်မယ်ဒီတန်တွေကိုပိုက်ပေါ်မိတဲ့ပြည်သူတွေနဲ့မရှိမရှိမဲ့ဝယ်စုဆောင်အခြေခံလူရန်းစားတွေကခံရတာဗျ။အော်ခမားတို့နားလေဘူးလို့ရတယ်။ဒါကြောင့် တံပိုးနဲ့စာနဲ့လိုင်းစင်လေးတွေလုတ်ပေးလိုက်ရင်တို့တို့အဆင်မပြေဘူးလားခင်ဗျားတို့စောက်တရားဥပဒေကျုပ်ကအဲ့လိုပြောရင် ပြောခံရအောင်မင်းဘာစောက်တရားဥပဒေလဲဘာဥပဒေမှမရှိတော့ဘူးခုဟာခင်ဗျားတို့ကျွန်တော်ပြောသလိုပဲခင်ဗျားတို့အဲ့ဒီအထဲမှာရင်ယူခါနေတာအာငါတို့ကဥပဒေငါတို့ကဥပဒေတိုင်းလုတ်တာ လိုင်စင်မဲ့တွေဖက်နေတဲ့အကိုကြီးတို့ရဲ့နော်ကျွန်တော်မြစ်တက်ရက်ခန့်ခြင်းပါတယ်ဗျာနော်ဒီဆိုင်ကယ်လေးကလွန်ငယ်တဲ့၅နှစ်လောက်တည်းက2သိန်းနဲ့ဝယ်ထားတဲ့ဆိုင်ကယ်လေးပါဗျာနော်လိုင်စင်လဲသူ့မှာပါလာမပါလာမသိပါဘူး2သိန်းဆိုတော့လဲလိုင်စင်ပါခြင်းမလဲပါမှာပေါ့ဗျာနော်ခုနေဒီဆိုင်ကယ်လေးလိုင်စင်တိုးမယ်ဆိုရင်လဲဘလို့မှအဆင်မပြေပါဘူးဗျာနော်ဒီဆိုင်ကယ်လေးကကျွန်တော်ရဲ့မိသားစုအစားဝတ်နေရေးအတွက်ဒီဆိုင်ကယ်လေးနဲ့ပဲကျွန်တော်တို့လောက်ကိုင်းပြီးတော့စားတော့ရတာပါလို့နော်ဒါကြောင့်မို့လို့လမ်းမှာတွေ့ခဲ့ရင် ကျွန်တော်ဆိုင်ကယ်လေးတော့မဖမ်းကြမှာနဲ့ဗျာเนาะဒီဆိုင်ကယ်လေးဖမ်းတာနဲ့ကျွန်တော်တို့မိသားစုဒုက္ခရောက်မှာပါเนาะအဲ့ဒီလိုပဲပေါ့ဗျာကျွန်တော်လိုပဲဆိုင်ကယ်အစုပ်ကလေးတွေစီးနေတဲ့ဝေရွယ်သမားလေးတွေခုလိုကားလေးသမားလေးတွေအများကြီးရှိပါတယ်ဗျာเนาะတနာညာတာတော့အဖြစ်ပေါ့ဗျာเนาะကျွန်တော်တို့ဆိုင်ကယ်လေးတွေလို့အစုပ်ပြက်ကလေးတွေနဲ့လောက်ကန်စားတော့ရတဲ့လူလေးတွေတွေ့ရင်မဖမ်းမှာနဲ့လို့အလုံးကိုမြစ်တာရက်ခံပါတယ်ဗျာเนาะအကိုကြီးတို့တနာမှာ ကျွန်တော်တို့ရဲ့မိသားစုစားဝတ်နေရေးလေးအဆင်ပြေမှာမို့လို့ပါဗျာနော်။ဒါဝတ်တောက်ဆိုင်ကလေးတွေဝတ်တောက်ကားတွေဖမ်းနေဆိုရင်လည်းအစ်စ်တွေဖမ်းတာကအကြောင်းမို့ပါကျွန်တော်တို့အဆုတ်ပြက်ကလေးတွေပဲတတ်နိုင်တဲ့သူတွေကလိုင်စင်တော်တော်များများမရှိကြပါဘူးဗျာနော်။ဒီအတွက်လည်းအားလုံးကိုမေတ္တာရက်ခံပါတယ်လို့နော်။အားလုံးကိုတောင်းလဲတောင်းပန်ပါမယ်နော်။ကျွန်တော်တို့လိုဘဝဒုလေးတွေရှိရဲဆိုရင်လည်းအားလုံးအတွက်ကျွန်တော်တောင်းပန်ပေးပါတယ်လို့နော်။ဒီဆိုင်ကမျိုးလေးကျွန်တော်တို့လိုအဆုတ်ပြက်ကလေးနဲ့ကျွန်တော်တို့မိသားစုအတွက်စားဝတ်နေရတဲ့အတွက်ဒီလိုအဆုတ်ပြက်ကလေးကကျွန်တော်တို့အတွက်လည်း အတွက်တော့တန်ဖိုးမဖြတ်နိုင်တဲ့ပစ္စည်းလေးပါလို့နော်ဒီမှာကြည့်ပါဗျာနော်အစုပ်ပြကလစ်ပါဗျာနော်ဆိုင်ကဝတ်တော့ကောင်းဝတ်တော့နေကိုကဲဆိုင်ကလေးနဲ့မိသားစုစောင်းနေဖြစ်ချင်းနေရတဲ့သူတွေတော့ဒါအခက်ခဲဖြစ်သွားတာပေါ့ဗျာဖန်းစီရွေးယူဖို့နိုင်ငံတော်အကြီးကြီးကညွန်ကြားထားတာမျိုးတွေရှိတယ်ဒါကြောင့်မလို့ဒီရပိုင်းထဲမှာကက်ကိုက်ဆစားကိုလိုက်လံဖန်းစီရွေးယူနေတာမျိုးတွေတော်ရုံမျိုးပါမချမ်းပြုတ်လို့လာတွေ့ရတယ်တချို့နေရာတွေမှာဆိုရင်အိမ်ထဲရှိတဲ့ဝင်ဖန်းတာမျိုးတွေရှိနေတယ်ပစ္စည်းကိုလည်းတိမ့်မယ်လူလည်းအယူမယ်ပေါ့ ဒါကြောင့်တချို့နယ်တွေမှာဆိုလို့ရှိရင်အပြင်းအထန်အောင်မထွက်ကြဘူးသိပြီးတော့ကိုယ့်ရဲ့ပစ္စည်းတွေဆိုင်ကယ်တွေကိုလည်းတောထဲမှာတောက်ဖွက်ထားတဲ့ဗီဒီယိုဖိုင်တွေလည်းတက်လာတာမျိုးတွေရှိတယ်။လမ်းမကြီးဒီပုံမှာလည်းကားတွေဆိုင်ကယ်တွေရှင်းလင်းနေတယ်။ဒီတော့ဒီပစ္စည်းတွေကဘယ်ရောက်ဝင်လာလဲ။တစည်းမှမြန်မာနိုင်ငံကထုတ်နိုင်တဲ့စွမ်းအားမရှိဘူး။အဲ့လောက်ထိအဖြစ်မရှိဘူးမြန်မာနိုင်ငံကထုတ်နိုင်တဲ့စွမ်းအားမရှိဘူး။အကုန်လုံးကပြီးပါနေဝင်လာတဲ့ကားတွေကြီးပဲ။အထူးသဖြင့်ထိုင်းနိုင်ငံနေစပောက်ကနေတဆင့်တောင်းအင်းမြစ်ကိုကူးပြီးတော့ကန်ကူးပြီးဝင်လာတာပေါ့။အဲ့တရားမဝင်တဲ့ကားတွေဟာတရားဝင်ခဲ့တီကို ဘယ်လိုဖြတ်တန်းလာလဲဆိုတာတော့လူကြီးမင်းတော်စဉ်းစားသာကြည့်တော့ custom gate တွေဖြတ်တန်းရမယ် BGF gate တွေ temporal test scan gate တွေအတိအကျကိုဖြတ်တန်းလာပြီးတော့လွတ်လွတ်ကျွတ်ကျွတ်ပဲပြည်သူ လူထုလက်ထက်ကိုဒီ sign gate တွေကားတွေဟာ ရောက်ရှိလာခဲ့တယ်ဒီ gate တွေကိုဖြတ်တန်းတဲ့ကြီးတွေဟာလည်းမနှဲဘူးလို့သိရတယ်တကယ်တကယ်ကိုတစ်စီးတစ်စီးဖြတ်တန်းဖို့ရာသိန်း30လောက်ထိကိုကြာတဲ့နယ်လို့သိရတယ်တကယ်တကယ်ချင်းစီဖြတ်တန်းမှုရဲ့ကုန်ကျစရိတ်ပေါ့ဆိုတော့ဒီလိုကားတွေ sign gate တွေဖြတ်တန်းမှုတွေဟာ ဒီကိတ်ကြီးတွေပေးရတာဘသူတွေကိုပေးနေရတာလဲဒီကိတ်ကြီးတွေကဘသူတွေလက်ထက်ရောက်သွားတာလဲဆိုတော့လေလူကြီးမင်းတွေအတီးပဲဖြစ်ပါတယ်နောက်ဆုံးတော့ပြည်သူလူထုလက်ထက်ရောက်တယ်ရောက်တဲ့အခါမှာလည်းခုလိုစီမံချက်မရှိခင်ကတည်းကလည်းဥပဒေရှိပြီးသားဖြစ်တဲ့အတွက်ကြောင့်မလို့ရင်းနေရတွေကတော့ဒါသူတို့တာဝန်တိုင်းဖမ်းဆီးနေတာမျိုးတွေတောက်လျှောက်ရှိနေတာပါပဲအခုမှသာဒါပိုက်စိတ်တိုက်ပြီးတော့ဒါစီမံချက်တစ်ခုအနေနဲ့ဖမ်းဆီးတယ်ဆိုပေမဲ့တောက်လျှောက်တော့လည်းဖမ်းနေတာပါပဲဒါပေမဲ့ပြောချင်တာကဒီနေရာမှာ license ကားတွေ సై ကယ်တွေစီးနေတဲ့သူတွေအမတန်မှနဲ့နာပါတယ်ဆိုတဲ့အယူဆအမျိုးကလည်းဒါလည်းမှန်တာပဲ ဒါပေမဲ့ license ကားတွေဆိုင်ခဲ့တယ်ဆိုတာကမြို့ကြီးတွေပေါ်မှာဒါအများစုရှိတာပါမြို့ကြီးပေါ်ဆိုရင်တော့မှာပဲရန်ကုန်မြို့မှာဆိုလို့ရှိရင်မင်္ဂလာတော်မြို့နယ်လဲခုမြို့နယ်အဲရွှေပြည်သာလိုင်းတာယာဆယ်စီးမှာ6စီးရဝက်တော့ဆိုင်ခဲ့ဒါရင်နဲ့ဘာတော့လောက်ကြလဲဘာလောက်ကြလဲဆိုလို့ရှိရင်တော့တေးကြတာတစ်ခုကတော့အဲမနက်ဈေးသွားတယ်ဈေးပြန်တယ်ចောင်းပို့တယ်ចောင်းជူတယ်ဒါမျိုးလေးနေအဆင်ပြေနေတာပေါ့အဲ့တော့မြန်မာနိုင်ငံကပြောချင်တာပေါ့ အာကိုဗစ်လည်းဖြစ်ထားတယ်စီးရီးတွေလည်းဖြစ်ထားတယ်ကုန်စည်တော့နေရကြီးတယ်ပြည်သူလူလူကလည်းတော်တော်လေးကိုချွတ်ချုံကြပြီးမွဲတေပြီးဆုတ်ပြတ်နေပြီဒီလိုအချိန်ဒီမှာဒီလိုမျိုးဖမ်းဆီးတဲ့ရေးယူတယ်ဆိုတော့ပြည်သူလူလူထောက်ခံမှုရရှိလာမလားပြည်သူလူလူပို့ပြီးတော့စောက်မြင်ကတ်လာမလားဆိုတော့သိချစဉ်းစားဖို့လိုတယ်ဥပဒေဥပဒေနဲ့မြန်မာနိုင်ငံဥပဒေနဲ့မညီတာရအများကြီးအများကြီးပဲဝါလနဲ့ကင်ထားလည်းဥပဒေနဲ့ညီသလား KI လနဲ့ကင်ထားဥပဒေနဲ့ညီသလားအဲ့ဒီကနေပြည်တော်မှာစီစဉ်လဲပတ်နေကြတယ်ဥပဒေနဲ့ညီသလားဥပဒေနဲ့မညီတာတွေမှာအများကြီးပဲဒါပေမဲ့ပြည်သူလူလူ ဟိုဥပဒေနဲ့မညီတာအောင်ညီအောင်ဘယ်လိုလုပ်ပေးမလဲဆိုတာတော့အစိုးရတောင်းအောင်ပဲနောက်ဆုံးဒီစကန်ဂယ်ရီကားတွေဟာဗမာနေကုန်းချုပ်သွားမလဲဘယ်လိုပုံစံနဲ့ဖမ်းဆီးမှာလဲဖမ်းဆီးပြီးရပစ္စည်းတွေဘယ်လိုမျိုး manage လုပ်မှာလဲဆိုတာလည်းရှိတယ်သူဒီတယောက်ကောင်းမှုရဖို့သူတူမှာပြက်လင်ကစားဆိုတာတော့မဖြစ်အသင့်ဘူးဗျာဒီဝိတောက်ကားရဲ့စကန်ဂယ်ရီကမူးဘွားကြလာတာမရှိဘူးအားလုံးဟာတရားမဝင်လမ်းကြောင်းကလာရဲဆိုပေမဲ့တရားဝင် gate ကိုဖြတ်တန်းပြီးလာကြတာ နောက်ဆုံးပြည်သူလူထုလက်ထက်ရောက်ရှိသွားတယ်ပြည်သူလူထုကလည်းခုမှမဟုတ်ပါဘူးအရင်ကတည်းကနေပြီးတော့ဖမ်းလိုက်စီးလိုက်ပေးလိုက်ကန်လိုက်ဒါနဲ့ပဲလေပတ်ပြီးတော့စီးနေကြတာပေါ့နော်ဒါမှခုကျတော့စီမံချက်တွေကိုပိုက်ဆိုင်တိုက်ပြီးအေးအေးယူနေတာမျိုးဖြစ်နေတဲ့အတွက်ကြောင့်ကျွန်တော်ပြောရတာဖြစ်တယ်မြန်မာနိုင်ငံကခက်တယ်ဗျပြည်ဦးလေပတ်မှာဆိုရင်မြေကွက်တွေပိုင်းတက်ပြီးရောင်းကြတယ်နောက်ဆုံးပြည်သူလူထုကဝယ်လိုက်တယ်ဝယ်လိုက်ပြီးတော့အသိခံရတဲ့အခါကျတော့သူတို့ရဲ့မြေကွက်ကလေးရောပတ်စံတွေရောဆော့ရှုံသွားတယ်ဒါမှကျွန်တော်မျိုးနယ်အစင်းစင်းခွင့်ပြုခဲ့တဲ့ပုံကိုယ်ကြီးပေါင်းပြီးတော့ ရောင်းစားခဲ့တဲ့ပုံကိုရေယူခံရကြတော့တခါမှမကြားမိဘူး။နောက်ဆုံးလက်ဝယ်ပိုင်ဆိုင်တဲ့နောက်ဆုံးပေါ်တဲ့ end user ဖြစ်တဲ့ပြည်သူလူထုပဲအမြဲခံရတာ။လက်ကူမှလည်းအတိုင်းပဲရန်ကုန်မြို့လက်ကူမှလည်းအတိုင်းပဲ။ပိုင်းတက်ပြီးတော့မြေခွက်တွေရောင်းစားသွားတယ်။မြို့နယ်ကလည်းတည်တယ်။မြို့နယ်ကလူတွေမပါဘဲနဲ့ဒီကိစ္စလုံးဝလုံးလို့မရအောင်နော်။မြို့နယ်ကလူတွေမပါဘဲနဲ့ဒီလောက်မြေခွက်အကြီးကြီးရိုက်နေတာမျိုးမြို့နယ်ကမသိစရာအကြောင်းမရှိဘူး။စီပင်ဆိုတာကအင်းရှိမှကြောက်တွေတဲတွေပုံလို့ရှိရင်တော့ပြက်ကနဲရောက်ရှိလာတာ။အဲ့တော့နောက်ဆုံးအရေးယူခံရတာပြည်သူလူထုဖြစ်နေတယ်။ဒီကူဒဗလူကားကိစ္စမှာဆိုလေဖြတ်တန်းလာတဲ့ဂိတ်တွေလည်းယူမယ်လို့ကျွန်တော်မထင်ဘူး။ ။နောက်ဆုံးရောင်းလိုက်တဲ့လူကိုလည်းအယူနိုင်မယ်လို့ကျွန်တော်မထင်ဘူး။သူတို့ကလဲတယ်လေအရှောင်းတန်းကျက်စီးချင်းတခုသတင်းဆို information ကြိုးဦးပြီးသားဟာခဏတက်ဖြုတ်လိုက်ဆိုလို့ရှိရင်အကားရေအကုန်လုံးဖွက်ထားပြီးသားအဲအဲ့လိုမျိုးပြည်သူလူကတောင်ဘူးမတိဘာမတိနဲ့လမ်းပေါ်မှာတက်စီးပြီးတော့အကုန်လုံးခွေခင်းတန်းဖမ်းခံရပြီးတော့မြေအိမ်နဲ့မြက်ခွက်အကုန်လုံးဖြစ်တာလေ။နော်ဒီနယ်မျိုးတွေမပြောနဲ့ရန်ကုန်မြို့ဆင်ရှင်ဘုံတဝိုက်မှာစီးနေတဲ့မင်္ဂလာတုံတို့လဲကူတို့ထောက်ကြတဲ့မော်ပြီးတော့အကုန်လုံးကော်မူကိုညံကောင်အကုန်စီးနေတဲ့ဆိုင်ကလေး60ရာခိုင်နှုန်းဟာဝက်တော့ ဒါတွေကိုပြည်သူလူထုကနေစင်ပေါ့နော်ဈေးသွားတယ်အကြောင်းသွားတယ်အလုပ်သွားတယ်ဒါနဲ့လေပတ်နေတာပေါ့နောက်တစ်ခုက license license ကားကိုအဲမတက်နိုင်တဲ့လူအများစုကဝန်တန်းနဲ့တာသနာဝန်တန်းအစိုးရဝန်တန်းတာသနာဝန်တန်းတာသနာဝန်တန်းနေလည်းခုကတော်တော်လေးဟိုဟိုကြောက်ရွံ့နေတယ်တန်ကားတော့ဆိုရင် line ပေါ်မှာတက်ပြီးရေးထားတာမျိုးရှိရဲ့ဘုန်းကြီးကားတွေပါဖမ်းမယ်ပါညာဆိုတော့နံပါတ်ကြီးဘုန်းကြီးလောက်တာတာသနာ license နဲ့တကယ်ကိုစီးနိုင်တာနံပါတ်သိပ်မကြီးတဲ့တန်ကားတော်တွေဟာဆင်းရဲပါတယ် တခါတခါမှထောင်ချေကားတွေဝယ်လူနိုင်တာမျိုးမဟုတ်ဘူးဒီ W ကားကိုပဲအော်တန်ကားလို့ဆိုရင်တော့ဒါအေးယူမလောက်ပါဘူးအေးယူအေးမယူတော့ပါဘူးဆိုပြီးအတွေးနေပေါ့ဒါပေမဲ့အခုချိန်မှာတန်ကားတွေလည်းအေးယူခံနေရတာမျိုးတွေရှိလာတယ်နောက်တစ်ခုကဝန်ထမ်းတွေဝန်ထမ်းဆိုတာကလည်းအခုကငလင်းနေလှုပ်ထားတဲ့ကြောင့်နေပြီးတော့မှဆိုလို့ရှိရင်တိုက်ခန်းနေပြိုးနော်အဲတက်ကဟိုစီစဉ်ပေးထားတဲ့ဘာချာလိုင်းတွေမှာတွားနေပေါ့နော်ထရန်လိုင်းတွေမှာထရန်ဟိုတမိုးထရန်ကားတွေပေါ့တွားနေတယ်အဲအခုက ကားကြီးဆိုင်ကတည်းကမစီးရတော့ဘူးဆိုတော့ဒါတို့ကစပိန်ပြန်စီးရမယ့်ပုံစံပေါ့နေပြီးတော့တနေနဲ့အဝေးဆိုတော့စပိန်နဲ့ပြန်စီးဆိုင်နော်တဲလိုင်းနေနဲ့နေဆိုတော့ဟုတ်နေတာပဲအဲ့တော့ငလေးစပိန်နေလို့တိုင်ပတ်သွားတာနော်တိုင်ပြရလဲမငင်းချမ်းဘူးဒီလိုအချိန်နေမျိုးမှာဒါကိုကန်းတို့ဘာလို့ဒီကိုသဘုံနေပေါ့နော်ပြည်သူလူနှိမ့်ဆက်တဲ့သဘုံနေတောင်မှပဲတို့နေမြေမှာအဲဒေတာလိုက်စင်ဆိုတာမျိုးကိုစီးဖို့တက်လုပ်ပေးရပေါ့နော်အဲ့တော့ကျွန်တော်နိုင်ငံတော်အစိုးရအကြီးအကဲအနေနဲ့ပေါ့ဒေတာလိုက်စင်ပေါ့ဒီ daily life မှာလဲပတ်နေတဲ့ပြည်သူတွေအဆင်ပြေအောင်ဒီနေမြေလေးတစ်ခုတော့ကို စီစဉ်ပေးလို့မရဘူးလားအပြင်တော့မထွက်စေနဲ့ပေါ့ဒီလိုဆိုရင်ပြည်သူလူထုကအဆင်ပြေချုံးမှုသွားလိမ့်မယ်လို့ထင်တယ်ဆွကျင်နဲ့တွန်းလိုက်တဲ့အတွက်ကြောင့်မလို့အညွန့်ညွတ်တောင်းပန်ပါတယ်ခင်ဗျာမိဘပြည်သူများအောင်အခုဝက်တော့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကထင်ထားတဲ့အထက်ကိုဒီကိစ္စတော်တော်နဲ့ရှိုင်းတယ်လေဘက်ဒီမှာဆိုလို့ရှိရင်အပြင်မထွက်ရဲတာမျိုးတွေအလုပ်အလုပ်တွေမလုပ်ရဲတာမျိုးတွေအကြောင်းမလို့နောက်ပိုင်းကျလို့ရှိရင်ဒီကုန်စည်စည်းစင်းမှုတွေမှာတော့တော့ထိခိုက်နိုင်တဲ့အမျိုးတွေရှိလာတယ်ဒေတာရင်းကုန်စည်စည်းစင်းမှုတွေမှာအားနေသွားတယ်အားယုတ်သွားတယ်ဒီဒေတာရင်းကုန်စည်စည်းစင်းမှုအားယော့သွားတာနဲ့ နိုင်ငံရဲ့ကုန်စည်စည်းစင်းမှုကလည်းကျေကွရေပါအားလျော့သွားတယ်။ဘာဖြစ်လာမလဲဆိုလို့ရှိရင်အချိန်မီပစ္စည်းတွေမရောက်တာတို့ရောက်တဲ့အချိန်မှာမရောက်တာတို့ဖြစ်ပြီးတော့ဝေးမြူရေးစိုက်ပျိုးရေးကဏ္ဍတွေမှာပါပစ္စည်းကိုတနေရန်တနေရန်တည်ယူပို့ဆောင်မှုရအခက်အခဲတွေရှိလာတယ်။အဲ့လိုပြောတော့ဒါမင်းဥပဒေနဲ့မညီတဲ့ကိစ္စကြီးကိုမင်းအားပေးအားမြောက်ပြုနေတယ်ကွာဆိုတာဒီကိစ္စမြန်မာနိုင်ငံထဲကိုစိုက်ဝင်နေတဲ့စုဟာအဲဘင်္ဂလီရိုင်ဂျာကိစ္စလိုမျိုးဝါကိစ္စလိုမျိုးမြန်မာနိုင်ငံရဲ့ဘင်းကိစ္စလိုမျိုးလက်နက်ကန်ကိစ္စလိုမျိုးဒီကိစ္စကလည်းမြန်မာနိုင်ငံမှာ ဟောရဘက်အနေနဲ့ကိုရှိလာတဲ့ကိစ္စမျိုးဒါပေမဲ့ခုလိုမျိုးတက်မတော့အာနာထိန်းထားတဲ့အခြေအနေမလိန်လုထားတဲ့အခြေအနေကိုဗစ်တွေလည်းအကြီးကျယ်ဖြစ်ထားတဲ့အခြေအနေနောက်ပြီးတော့ဒီတိုက်ပွဲတွေနဲ့မငြိမ်းမချမ်းဖြစ်နေတဲ့အခြေအနေမျိုးပြည်သူတို့ကအဖက်ဖက်ကနေပြီးတော့အာစီးပွားလူမှုဒုက္ခတွေရောက်နေတဲ့အခြေအနေမျိုးမှာဒါအတိအချိန်မဟုတ်သေးဘူးလို့ပဲကျွန်တော်ကတော့ယူလီပဲသုံးသပ်ချင်ပါတယ်လုတ်ချင်နေဆိုလို့ရှိရင်လည်းမူဝါဒတွေအတိအကျအောင်ပြဋ္ဌာန်းပြီးတော့ဘယ်လိုပဲပုံလုံးမလဲဆိုပြီးတော့ပြည်သူလူထုပို့ပြီးတော့ စိတ်ချမ်းသာအောင်လူများစုအဆင်ပြေအောင် လုပ်ပေးတင်ပါတယ်ဒါမှလည်းဒါလူပြည်သူထောက်ခံတဲ့အစိုးရတည်းရဖြစ်မှာပေါ့နော်တကယ်တော့မြစ်စွာဘုရားဟောတဲ့တင်ကားဝတ္ထု၄ပါးမှာဆိုရင်လူတွေကပေးရင်ကောင်းတာပဲမပေးရင်မကောင်းဘူးပေါ့ပေးရင်ကောင်းတယ်ဒီလိုသာဆက်ဆံရင်ကောင်းတယ်အတန်းတူရည်တူဆက်ဆံရင်ကောင်းတယ်ကိုယ်ကိစ္စတွေမှာ तू ကပူပန်ပေးတယ်ကိုယ်ကိစ္စတွေမှာဝင်ရောက်ဆောင်ရွက်ပေးရင်ကောင်းတယ်ဒါတင်ကားဝတ္ထု၄ပါးအဲလူတွေကပေးရင်ကောင်းတယ်အဲ့တော့ဝန်ထမ်းတွေဆိုလို့ရှိရင်လည်း အာပေးမလဲဘာမပေးဘဲနဲ့တခုပြီးတခုတီးပီးတီးကျက်နေမယ်ဆိုလို့ရှင်တော့ဒီဝန်ထမ်းတွေဟာလည်းဖျက်သီးဖြစ်သွားနိုင်တာပဲဒီဝန်ထမ်းတွေကကိုယ့်အသက်မရှိတာမျိုးတွေဖြစ်လာနိုင်တာပဲအဲ့တော့ပေးရင်ကောင်းတယ်လူတွေကပေးတာကိုကြိုက်တယ်ကျွန်တော်လည်းကြိုက်တယ်အလုံးလည်းကြိုက်မှာပဲပေးတာကိုနည်းနည်းကြိုက်တဲ့သူတွေကများများကြိုက်တဲ့သူပဲရှိတယ်အဲ့တော့မပေးဘဲနဲ့ယူတယ်ဆိုလို့ရှိရင်တော့ဘယ်သူမှမကြိုက်ဘူးအခုကမပေးဘဲနဲ့ယူနေတဲ့သဘောမျိုးပေါ့နော်ဒါရေပုံရအဖြစ်ဒါကဓမ္မသဘောရဆိုရင်ဒီပစ္စည်းကိုပြည်သူကပိုင်တယ်ဒါဥပဒေဖျားဥပဒေနဲ့ လောကဥပဒေမှာမတူတာတကယ်တော့ဒါလူဒီပြည်သူလူပိုင်တဲ့ပစ္စည်းတွေကိုကလူယူလိုက်လို့ဖြစ်သွားတယ်ဒါဥပဒေဆိုတာကတကယ်တော့လွတ်တော်တို့အစိုးရတို့မှာပြဋ္ဌာန်းတာလေအတကယ်တမ်းကြလို့ရှင်ဒီဥပဒေတွေဆိုတာအမြဲတမ်းပြုပြင်ပြောင်းလဲလို့ရတာပဲဒီနေ့အမင်းအစိုးရနဲ့ယူထားတဲ့ကုန်းတော့ဒေသလိုက်ဆိုင်လို့ပြေးမယ်ဆိုလို့ရှင်လည်းတရားဝင်သွားမှာပဲအကုန်ဖမ်းဆိုလို့ရှင်လည်းဖမ်းလို့ရတာပဲဒါကအမိန်ပဲလေအဲ့တော့မြန်မာနိုင်ငံမှာအမိန်နဲ့အာဏာနဲ့ဟာဖောက်တော်ဖက်လိုမျိုးပဲ မွာလိုပဲဖြစ်နေတာဆိုတော့ပြည်သူလူထုကဘယ်လိုလုပ်ဝေးမလဲပြည်သူလူထုထောက်ခံမှုရရှိရဲ့ပြည်သူလူချစ်တဲ့အစိုးရဖြစ်ချင်တာလားအမုန်းတရားဖြစ်လာပြီဆိုရင်လက်ထက်မှာကင်ထားတဲ့လက်ဖက်ဖန်ခွက်ကအစားလက်နက်ဖြစ်သွားနိုင်တယ်အဲ့တော့အမုန်းတရားတွေကိုအများကြီးမဖန်တီးဖို့လိုပါတယ်အားလုံးကျေးဇူးတင်ပါတယ်ဟုတ်တော်ရှိမဟုတ်တော်ရှိတော့ဝတ်တော့ကကိစ္စကျင်းနဲ့အားရဖို့တော့ကောင်းလာတယ်ကြည့်လားဘာဖြစ်လို့လုံးဆိုတော့လူပြောသမားများလာတယ်ဒီဒေတာလိုင်းစင်ချပေးဖို့ပေါ့နော်တဟိုကလည်းပြောတယ် ဒီကလည်းပြောတယ်အဲ့လိုပြောသမားကြီးများလာတာပေါ့နော် ပြောသမားကြီးများလာတာဘာပဲပြောဒီအထက်ကအစိုးရလူကြီးမင်းတွေရဲ့နားထောက်တော့တေချာပေါ့ရောက်မှာပဲလေဒါကတော့သူတို့လုတ်ပေးတာမလုတ်ပေးတာဒါသူတို့ကိစ္စကိုရီးယားကိုရီးတို့အဆင်ပြေမဲ့ကိစ္စကိုတောင်းဆိုရမှာကိုရီးအလုပ်ဟုတ်တယ်မလားပြီးတော့အရင်တော့ကတော့ကိုရီးတယောက်လောက်ပဲရှိတာဒီဝတ်တော့ကားကိုဒေတာလိုင်စင်ချပေးဖို့ပြောတာဆိုလို့အဲ့တော့ကပမာရေ2024ပြီးခဲ့တဲ့နှစ် 17လပိုင်းပေါ့နော်17လပိုင်းဒီတစောင်းတန်ချိတ်ကြီးမှာဝေတော့ကားတွေငါတို့တောင်ကြီးမှာဖမ်းတော့အဲဒေတာ license ချပေးဖို့ဆိုပြောမှာအမပြောခဲ့တာပေါ့နော်အဲကိုအကောင့်ထဲမှာတော့ရှိတယ်ပင်းထောက်ထားတယ်အဲ့တော့ကိုတို့ဦးသေးဆိုတော့တိတ်မထီရအောင်ကွာ view ဟိုလောက်ပဲရှိတာပေါ့6သိန်းခွဲလောက်တော့ကြည့်ရအဲ့တော့ဒီ6သိန်းခွဲလောက်ပဲတိတာပေါ့ဒီကိုတွေအခုကကြတော့ ခိုးကလည်းអော်တယ်ဒီကလည်းអော်တယ်ပြောသမားတွေများလာတယ်ဒါ data license ကျွန်တော်တို့ရှာပြီ data license ရှာပြီလဲဆိုကျွန်တော်တို့ကဘယ်လိုအဆင်ပြေတယ်အစိုးရကလည်းဘယ်လိုအဆင်ပြေတယ်ပြားဥပဒေစိုးမိုးရေးလည်းဘယ်လိုကောင်းသွားမလဲဆိုတာအကုန်လုံးကဝိုင်းပြီးထောက်ပြကြတော့ဘာတော့ကျင်းနေဖို့တော့ကောင်းတဲ့အဖြစ်တခုထွက်လာမယ်လို့တော့မျှော်လင့်တယ်ဒါကတော့အမှန်ပြောတာဘာလို့ဆိုအခုကကခုပြောနေတာကြာကိုတွေတဲ့အများကြီးတပါရင်ဝါရင်နဲ့ ဆရာကြီးကိုယ်တိုင်ကဟိုဒီ data license ကိစ္စကိုပြောပြောပေးလာကြတာဆိုတော့ပဲเนาะအဲ့တော့ data license ဆိုတာကအစိုးရလည်းအကျိုးမရုပ်ပါဘူးပြည်သူလည်းအကျိုးမရုပ်ဘူးဘာလို့လဲဆိုတော့မင်းဝက်တော့ကားတွေဒီဟာကြီးလွတ်ထားတယ်ဆိုရင်ဝက်တော့ကားဆိုတာမင်းဘာလို့စီးနေကြရလဲဆိုရင်ဝက်တော့ကားစီးနေတယ်ဆိုတာရာဇဝဲမှုကျူးလွန်ရှင်လို့စီးတဲ့ကောင်တွေလည်းရှိတယ်လို့ license ငါမဝယ်နိုင်လို့မဖြစ်တာလို့ဒီလုပ်ငန်းစဉ်လုပ်ငန်းထဲမှာတုံးရှင်လို့ဒါမှမဟုတ်အခုလိုမိုးတွင်းတသားမိမိလေးတွေကိုမိုးလုံးလေလုံးကြောင်းပို့ရှင်လို့ တုံးနေတဲ့လူတွေရှိရကွာအဲ့တော့ဒီရဲ့ဝတ်တောက်ကားကိုခုနပြောလို့ data license လောက်ပေးလိုက်ပေါ့နော်တနိုင်ငံလုံးရန်ကုန်အပါရန်ကုန်အပါတနိုင်ငံလုံးကိုမောင်းခွင့်ရမယ့်ကားကဈေးတမျိုးဟာပါကောင်းအဲ့ကားကဥပမာ3400 3400ဆိုငါတို့လို့ data license ချမ်းပြည်နယ်ထဲပဲချမ်းတောင်ဆိုချမ်းတောင်ထဲပဲ data license ဒီ data ဆိုမှပဲမောင်းခွင့်ရတဲ့ကားက3200လောက်လောက်လာအဲ့လားဆိုရင်တရားဝင်စီးလို့ရပြီ တကယ်လို့ဒီ data license ကားကရန်ကုန်ဘက်ကိုတွားချင်နေဆိုရင်အခွန်ဘယ်လောက်ထပ်ပြီးဘယ်နဲ့ရအဲအဲ့လိုပေါ့လက်မပြောအခွန်ထပ်တော့ကောင်းအစိုးရတွေလည်းအခွန်ကြီးအများကြီးရတယ်ကိုယ်တွေတော့လည်းအဆင်ပြေတယ်ခေါ်ရာဇဝမှုတစ်ခုခုဖြစ်လို့လူတိုက်ပြီးထွက်ပြီးသွားရင်ကားနဲ့ဘက်ကိုတိတာနဲ့မောင်းဖြူမောင်းမျိုးလိုက်လို့လွယ်တယ်အဖက်ဖက်ကနေ perfect ဖြစ်တဲ့နီလန်ကြီးပေါ့နော်အဲ့တော့ညှော်လင့်ပါတယ်អော်တဲ့လူတွေလည်းអော်ကြပါပေါ့နော်ကိုယ်တွေတာဝန်ရတော့អော်ရမယ့်အလုပ်ကိုပြီးရမပြီးတာကတော့သူတို့ကိစ္စပါပေါ့ မြန်မာနိုင်ငံရဲ့ဥပဒေတွေကတရှုဟာတွေကလလာလေဟာတာတွေဒါကိုချန်ထဲမှာကိုကအိမ်ဆောက်တော့မယ်ဆိုရင်ပထမဆုံးစီပင်ဌာနကိုငါတို့ခွင့်ပြုချက်တောင်းရတယ်စီပင်ဌာနကစီပင်ဌာနခွင့်ပြုမယ်ရမှာစောက်ခွင့်ရှိရယ်โอเคအဲ့လောက်ငါတို့လက်ခံတယ်ဘာလို့ဆိုသူစီမံခန့်ခွဲပိုင်ခွင့်ရှိရယ်နေမြေထဲမှာအိမ်ဆောက်မှာမလို့ဒါငါတို့လက်ခံတယ်နောက်တစ်ခုက EBC EBC ဌာနရဲ့ ခွိမဆက်နဲ့တောင်းရတယ်ဘာလို့လဲဆိုလက်စစ်အန်တီကင်းရှင်းရေးပါညာဒါလို့လည်းငါတို့နားလေဒါပေမဲ့အလှတွေရအောင်နဲ့မင်းအိမ်ဆောက်ခွင့်မပေးတာဟုတ်တယ်လားဘာလို့ဒီလဲဆိုရင်အရှိအိမ်အနောက်အိမ်တောက်အိမ်ညောင်းအိမ်ပဝင်းချင်းအိမ်တွေရဲ့ထောက်ခံချက်လက်မှတ်လေလိုသေးတယ်တဲ့အလှအဲ့ရထောက်ခံချက်လက်မှတ်တွေရမှာဒီအိမ်ကိုဆောက်ခွင့်ပေးတာတဲ့အဲ့ဥပဒေကိုဘယ်ဆောက်ယူထောက်တာလဲတယ်လားဘယ်ဆောက်ယူကထောက်တာလဲဒီဟာဒီလိုပဲမေးရမှာပဲမင်းမြန်မာလူမျိုးလောက်မနာလို့စိတ်များတဲ့လူမျိုး မရှိဘူးเนาะကိုထက်တာရင်မနာလို့စိတ်အင်မတန်များတဲ့လူမျိုးเนาะကိုရင်ကိုစောင့်မဲ့ရေကိုမင်း तू ကမနာလို့စိတ်ဖြစ်နေပါလေဆိုမှ तू လက်မထိုးပြီးမှကိုကစောင့်ရမယ်ဆိုတော့မင်းစဉ်းစားကြည့်ကြည့်လေစဉ်းစားကြည့်ကြည့်လေဥမာနောက်ခုပြောပြမယ်ဘေးအိမ်ကဥမာပတ်ရံလောက်တယ်ပဲထားလိုက် तू ကပတ်ရံလောက်စားတယ်ပဲထားလိုက်ဘေးအိမ်ကကိုကစောင့်မှာတိုက်အမြင့်တိုက်စောင့်မယ်အိမ်စောင့်မယ် အင်းဆောက်ပဲဆိုရင်ကိုကလည်းသူ့ကိုမခိုင်းရှင်ဘာဖြစ်လို့ဆိုတော့သူနဲ့ကိုနဲ့ဆက်ဆက်ရင်တိတ်အစမပြေဘူးပေါ့ကွာသူစောက်ကျင်လည်းကိုတိနေတာဆိုတော့အဲအဲ့လိုမျိုးသူ့ရဲ့လူမှုဆက်ဆက်ရေးတွေလည်းကိုမကြိုက်ဘူးကွာအဲအဲ့ဒါတည့်ရမလားအဲ့တော့ကိုကကိုရဲ့စောက်ရှင်တာကိုသူ့ကိုမခိုင်းရှင်အဲမခိုင်းရှင်ဒါပေမဲ့လည်းသူ့လက်မှတ်ကလည်းလူသေးတယ်သူကလည်းသူ့ကိုဒီအင်းဆောက်ခွင့်ဒီအလုပ်ကိုပေးမှသူကလည်းလက်မှတ်ထိုးပေးမယ်ဒီလိုဒီလိုမျိုးတွေဖြစ်ပြဿနာကြီးအဲ့တော့မင်းတော်တော်တိုင်ပတ်တယ်ကွာအင်တလုံးစောက်တာတဲ့လားအဲ့ဒါကြောင့်မို့ဒီဥပဒေကို ဒီပတ်ဝန်းကျင်အိမ်တွေရဲ့ထောက်ခံချက်ကိုရာမအိမ်ဆောက်ဖွင့်ပေးမယ်ဆိုတဲ့ဥပဒေကိုဘယ်ဆောက်ယူကထောက်ခဲ့တာလဲတဲ့လားဒေဥစားလေးမေးရှင်တယ်နော်သိရင်လည်းပြောကြအောင်တဲ့လားမြင်မှုတည်းရှိအောင်လို့အဲဆောက်ယူစိုင်းမုတ်ထဲကစားသားတော့မိုက်တယ်စစ်စေးရေးဂိတ်ငွေကြေးပေးဆောင်ရမလို့မတ်ပုံလေးတစ်ခုကိုဆက်လိုက်တယ်ဓာတ်ပုံလေးနည်းနည်းပြတ်တယ်နဲ့၃တော့နော် နော်အထက်ကချထားတယ်ဘာအမြင့်ဆုံးဟုတ်17အမြင့်ဆုံး6အမြင့်ဆုံး5အမြင့်ဆုံး14အမြင့်ဆုံးဟလာအမြင့်ဆုံးလေးတစ်ခုညှိလိုက်ရင်3တော့ဟလာကဲအဲ့ဒါလေးအကုန်ကောင်းနေဆိုရင်တခါမက်ဘုတ်နေအောင်ထောင်ပြီးတော့မီးနဲ့ထိုးပြန်ပါနော်နော်အပြစ်မရှိအပြစ်ရှာနေမင်းတို့အပြစ်ရှာမှာဟလာလက်နဲ့ခင်းရနေနော်တည်ယူမှုရှိမရှိမင်းတို့အဲ့ဒါလေးဆေးရပါနော်မက်ဘုတ်နေစီပြဿနာတောင်းဖို့မဟုတ်ဘူးမေးလို့ရရဲ့ဟာတော်ဆိုးနေပြီမေးလို့ရရဲ့ဟေးဆိုးပါဦးနော်နားတော့ မိနာမည်ဆိုင်ကယ်မဟုတ်တော့နော်ငါကယ်ဖြစ်သွားပြီဟာငါကယ်လို့ငါမကယ်မင်းပါသွားတာကြာပြီဟုတ်တယ်မိဟာသာပြီမိနာမည်ငါကယ်လို့အမိတွင်းသေးအယောဒီမှာဟုတ်ကဲ့ပါဒီနေ့ဒီလိုချက်ပသားတဲ့အကြောင်းအရာတွေကိုနေ့စဉ်ပုံမှန်တင်ဆက်ပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နှိပ်ချနေပါတယ်ဒီ video နဲ့ပတ်သက်ပြီးတော့မိတ်ဆွေတို့ရဲ့ထင်မြင်စကြတဲ့တွေကိုလည်း all comment မှာရေးပေးသွားခဲ့ပါဦးခင်ဗျာ